ခုလိုထူးချွန်လွန်တဲ့ idea နဲ့ကြောင့်ရွံ့ရွံ့ချက်ဖို့တော်တယ်လို့မှတ်ချက်ပေးခံနေရတဲ့ကလေးတယောက်ဆောင်စုရတနာထိုက် အရန်နဲ့မကြည့်သေးတဲ့တာမန်ကလေးတယောက်ဆောင်တယောက်ဆိုပေမဲ့အကယ်ဒမီယူအန်ထက်ပို့ပြီးတော့ထူးချွန်တဲ့အခြေအနေတွေရှိတယ်ဆိုပြီးတော့ချီးကျူးခံနေရတာကတော့ဆွေဒနာထိုက်ပါရှင်အခုနောက်ပိုင်းအများပြပေါ်ထွက်လာတဲ့ကလေးတယောက်ဆောင်တွေကြားထဲမှာသမီးလေးဆွေဒနာထိုက်ကတော့တကယ့်ကိုထူးချွန်တဲ့အခြေအနေကိုထုတ်ပြနိုင်တဲ့တယောက်ဆောင်ကောင်တယောက်လို့ပြောလို့ရပါတယ်ရုပ်ရှင်ကားတွေအများကြီးရိုက်ကူးတာမျိုးမရှိပေမဲ့သူမရဲ့အခြေအနေကဇလန်းစက်ရင်ပေါ်တေချာခံစားပြီးတော့အသက်ဝင်အောင်တယောက်ဆောင်နိုင်တာကိုလည်းတွေ့ရတာဖြစ်ပါတယ် လက်ရှိမှာတော့မြူနင်းတို့ထာဝရဝီအမိရတဲ့ရုပ်တံဇလန်တွဲထဲမှာခေါင်းဆောင်မင်းသမီးရဲ့ငွေဘဝနေရာကနေပအဝင်တယောက်ဆောင်ထားပြီးတော့ပရိသတ်အားဖြင့်ချစ်ချင်းမှုများစွာကိုရရှိလိုနေခဲ့ပါတယ်။အထူးသဖြင့်သူမရဲ့ပုံစံအနေအထားနဲ့တယောက်ဆောင်မှုတွေကိုကြည်ရတာကတချိန်ကကလေးတယောက်ဆောင်အကယ်ဒမီရခဲ့တဲ့ရွံ့ရွံ့ထက်တောင်ပို့ပြီးတော့တားတယ်လို့လည်းချစ်ချူတန်တွေကပြန့်နှံ့နေခဲ့ပါတယ်။သမီးလေးဆွေဒနာထိုက်ကမြူနင်းတို့ထာဝရဝီရုပ်တံဇလန်တွဲနဲ့ပရိသတ်အားဖြင့်မှုများစွာရရှိခဲ့သလိုပြီးခဲ့တဲ့နှစ်ကတော့တပင်တယ်မြနှင်းစီရုပ်ရှင်ကားကြီးနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ကလေးတယောက်ဆောင်တရားအောင်နေတဲ့တကယ်ကို ထူးခြားတဲ့တရုတ်ဆောင်စွမ်းရည်တွေကိုထုတ်ပြနိုင်တာကြောင့်အကယ်ဒမီရနိုင်တယ်လို့တောင်းထင်ကြေးပေးချီးကျူးမှုတွေခံခဲ့ရပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ကလေးတရုတ်ဆောင်တွေအတွက်အကယ်ဒမီစုကမပေးတာကြားပြီးဖြစ်လို့တမီးလေးဆွေတနာထိုက်လဲအကယ်ဒမီမရခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်များစွာကတော့အမှုပညာလောကထဲမှာတကယ့်ကိုထူးကျွမ်းတဲ့အရေးချင်းရှိတဲ့ကလေးလူချင်းမျိုးအကုန်လုံးကိုအကယ်ဒမီစုတွေပေးရချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့2012ခုနှစ်ကမင်းသမီးလေးရွရွန်းတယောက်ကလေးတရုတ်ဆောင်အကယ်ဒမီစုကြီးရရှိသွားပြီးတဲ့အချိန်ကလေးကနောက်ထပ်အကယ်ဒမီထပ်မပေးတော့တာပဲဖြစ်ပါတယ်။ဒီအတွက် ကြောင့်မလို့ပြည်သူတွေကြားထဲမှာမိလျော်ထားခဲ့တဲ့ကလေးတယောက်စာအကယ်ဒမီဆိုတာကြီးကိုသမီးလေးဆွေတနာထိုက်အလဲမှာတဖန်ပြန်လဲပြီးတော့လူပြောများလို့လာခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအပြင်သူမရဲ့တယောက်ဆောင်စွန်းရင်ဘလောက်အထိထူးခြားကောင်းမွန်လဲဆိုတာတွေ့မြင်ရတာပဲဖြစ်ပါတယ်။တကယ်တော့ကလေးတယောက်ဆောင်ဆိုတော့လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူးနော်။ကောင်းဆောင်မင်းသားမင်းသမီးတွေလောက်ဇလန်းစက်အင်ကိုတည်ပိုးရတာမျိုးမရှိပေမဲ့သူ့နေရာနဲ့လိုက်ဖက်အောင်ဇလန်းကိုပို့ပြီးတော့ကြည့်ကောင်းအောင်ကလေးဘွားခန်းလေးကိုတည်တည်ချာချာလေးတယောက်ဆောင်နိုင်မှဖြစ်မှာပါ။ငယ်ဘွားဇဝင်ခန်းလေးကိုပြန်ပြတဲ့အချိန်မှာလူ ြီးသရုပ်ဆောင်တွေနဲ့မတူညီတာမျိုးဆိုရင်လည်းဇလန်းကိုအရှင်ရက်သွားစေနိုင်ပါတယ်။ဒီအတွက်ကြောင့်ကလေးသရုပ်ဆောင်ဆိုတာကလည်းကိုယ့်ရဲ့အကြီးပိုင်းဘွားကသရုပ်ဆောင်တွေနဲ့ထပ်တူကြစေဖို့အတွက်ဆေးရုပ်ကိုပါနှစ်ပြီးတော့အကောင်းဆုံးသရုပ်ဆောင်ကြရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံမှာကလေးသရုပ်ဆောင်တွေများပြားပြီးမြေအကယ်ဒမီစုကိုမျှော်မှန်းနိုင်တဲ့အထိထူးချွန်တဲ့ကလေးသရုပ်ဆောင်တွေကတော့ရှာပါနေပါတယ်။ဒီအထက်ကမှတစ်ချိန်လုံးကတော့မင်းသမီးလေးရွရွအပောင်ဝင် Happy Few ECQ အစရှိတဲ့ကလေးသရုပ်ဆောင်လေးတွေကအရန်ကုန်နိုင်မဲ့ကြီးခဲ့ပြီးတော့အခုနောက်ပိုင်းမှာပြည်သက်ရင်းနှီးရောက်ရှိတဲ့ကလေးသ ုတ်ဆောင်ဆိုတာကတော့ရှားပါသွားခဲ့ပါတယ်။အခုသဘင်တယ်မြနှင်းစီနဲ့မြို့နှင်းတို့ထာဝရဝေဇလန်တွဲမှာထူကြတဲ့တယုတ်ဆောင်ပုံလေးနဲ့ပေါ်ထွက်လာခဲ့တဲ့တမီလေးစုရဏထိုက်ကတော့ပြည်သူတွေရဲ့အစိတ်အာရုံကိုဖန်ဆားသွားနိုင်ခဲ့ပြန်ပါပြီ။ဒါကြောင့်မလို့တချိန်ကအကယ်ဒမီရခဲ့တဲ့မင်းသမီးလေးရွံ့ရွံ့ချက်တောင်းပို့တော်တဲ့အရေးချင်းတွေရှိတယ်ဆိုပြီးတော့လည်းချီးကျူးမှုတွေရရှိနေပါတယ်။တမီလေးစုရဏထိုက်ကကလေးတယုတ်ဆောင်ဘွားမာရင်ရက်တက်နေမှာမဟုတ်ဘဲခေါင်းဆောင်မင်းသမီးတက်လက်ဖြစ်အောင်ဆက်ပြီးတော့စူးစမ်းသွားမယ်လို့လည်းရည်မှန်းချက်တွေကအပြည့်အဝရှိနေခဲ့ပါတယ်ရှင်။ ။ပြည်ထက်ကြီးတို့ရောလက်ရှိမှာနာမည်ကြီးနေတဲ့ကလေးတယောက်ဆောင်သမီးလေးဆွေရနာထက်ရဲ့တယောက်ဆောင်အိုက်တင်လေးကိုအားရမိကြပါရဲ့လားရှင်။